ချက်ချက်ကထွက်လာတော့သူမကနောက်မှလိုက်လာလေသည်အေကန်းစက်တီပေါ်မှာထိုင်ခိုင်းပြီးသူမကိုခွန်နာခွန်သူလဲစားဖြင့်တခဏနဲ့တမင်းတဲ့ပကံပြောင်းသွားလေ၏တမ်းမြိုင်တစ်ခွက်ဖြောတိုက်ပြီးတော့သူမမျက်နာကအလိုလိုပြည့်သွားသည့်ကလေးတစ်ယောက်နဲ့ပြုံးရွှင်လို့စားတော့ပြီးတော့ချမ်းသာကပုံဆွဲရန်ပုတ်ရှိမှထိုင်၍ဒုက္ခကစက်တီကုံမှထိုင်လေ၏သူမမအိပ်မချင်းသူ့စာရေး၍မရသလိုတောင်းဝန်လဲယူရမှာမို့ဂျာနယ်ထိုင်ဖက်ရေးစောင့်နေစဉ် သူမမျက်တောင်လေးတွေမှေးဆင်းလာလေသည်ရေအဲ့ချင်မလားအင်းကိုကိုရောအဲ့တော့မလားရေကိုတိတ်ပြင်အဲ့မှာပေါ့ဒါပြန်တချင်းဆိုတိတ်နော်ကဲလာလာငါတို့ရေခြံရကားတော့ခတ်ဖို့မင်းနေအောင်နော်အေးပါချင်းကမှသူမနေမှာမို့ဗရင်ပေါင်းနှစ်ပောက်ကိုရောတယ်ခမပါလိုက်ကားတက်ပေးလိုက် ဒုက္ခတို့အိတ်စင်တော့ကဂလန်မထိုးပဲထားသည့်ဂလန်အတန်ကြီးတွေကိုတေချာချွတ်တက်၍စီထည့်ထားပေးရသည်အခန်းကသုံးတက်သားပြဖြစ်သာကာထားတာမို့ပြောသည်မစကားတွေကိုအပြင်ကပါတိုင်းသာကြားနေရ၏ကိုကိုတချင်းဆိုလေမဆိုးလို့မရဘူးလားကွာမရဘူးကွာရင်းငယ်ငယ်ကလေးကဆိုပေးနေကြဆူဆူဟွန်းသူတပ်ပြင်းကိုဆောက်အောင်ချလိုက်ပြီး ဂရင်ထက်မှထိုင်ချလိုက်၏။သူမကသူ့ညာလက်ကိုဆွဲ၍ခေါင်းပေါ်တင်လိုက်လေသည်။အမဲခေါင်းပုတ်ပြီးတိတ်ပေါ့လေ။မိတီလာကန်ဝဲဖောက်ကောက်ခဲ့ပါမယ်။ပြိုင်းရှိကပြန်ကပြန်ကရဲ့။မိုးဆုံဆုံချုပ်ပေါ်သမီးငယ်ရဲ့။ဟဲဟာသမီးငယ်မဟုတ်ဘူးရင်းငယ်လေး။ ê ê mô sâu sâu chụp bò ye nghe ye ghê ê ba rô quê chào ý cái lấy mê ê ya gà nô ý chào toa ya ông mê nhé si mê cha quê ê mê la la mà si quê mê chê ya nên đê 那在这一夜，你将多情埋葬天涯。白啦啦啦，泪越哭越把眉，归，苦苦悲眉，泪儿泪儿泪流。把我心扎的弯弯弯弯的，心里依然昂。瑟瑟将多雾一把归。 တချင်းဆုံးသည်နဲ့အိမ်မောကြသွားသည်မို့ဗရင်တကားပိတ်ဆောင်းမလေးဂျုံကတကားစီပြီးပြန်ထွက်လာခဲ့၏ဒုက္ခကတော့မကစင်းတိုက်ပို့မိကြပြားလေးကိုရှောက်လာဆွဲပုံမှာချောပြန်ကူးနေလေသည်ကဲဘယ်နဲ့ရှိစားကိုငိမ့်ချမ်းပြည့်စုံအခုမှသမီးတယောက်ကောက်မွေးစားထားတယ်လို့ဖြစ်နေပြီမလားကလေးဆိုရင်တော့ဒုတ်ပြရင်ကြောက်ပြီးငြိမ်သွားအောင်မယ်ဒင်းကတော့မဖြုံပါမင်းအားကိုနဲ့ငါတို့တော်မှအိမ်ဘွားမောင်းချနေသည် ဒီပုံတိုင်းဆိုမင်းအလုတ်ပြတ်မှာတေးကြတဲ့ငပြစ်ကြီးကြောင်မွေးတာမှတော်အောင်မယ်တင်းရတညောင်ယောက်တကက်ကက်နဲ့ခွာလို့မောင်းလို့ရမယ်ဟာမဟုတ်ဘူးအင်းရှေရေးကိုတော့ကြိုတွေးစီစဉ်ရမှာပဲမင်းတို့လည်းအားရင်သူကိစ္စစုံစမ်းလာကြအောင်အေးမင်းအပြင်းထွက်ပဲသူ့ထိုင်ဆောက်ဖို့တာဝန်သာယူငါတို့တယောက်တစ်လက်စီလိုက်စုံစမ်းပေးမယ်ဒင်းနဲ့တော့အိမ်မှာမနေခဲ့ပြရစင်နဲ့ကြောက်လွန်းလို့ပါမင်းတို့ကလည်းကွာကလေးကအပြစ်ကင်းပါတယ် ခမရဘေးဒုက္ခနဲ့ကြုံလို့အုံနောက်ထိတ်ခိုက်သွားတာမျိုးပဲဖြစ်မှာပါမျိုးရိုးတန်တန်လေးချမ်းချမ်းသာသာတဲ့ရပဲနေမှာဥက္ကရာဥခေမောင်မြင်ရတော့တင်းစားတိုက်တွေဘာတွေမှာ ဝိုင်းစုံစမ်းပေးမယ်တဲ့သူမိမညက်နေတော့ရင်းငုံနေတာကိုမြင်သွားပြီးတနာလေလို့တဲ့ဟွန်းအเจ้าမှမတိသေးပဲဟုတ်နောက်မှ အော်ကြောလန်သွားလိမ့်မယ်အိတ်တော်မယ်ကွာနတ်ဘတ်ဈေးသွားရင်ဆိုင်းနဲ့စီပုံတစ်ခါတည်းဝင်းမပေးခဲ့နော်ငကြံမနေ့ကမဟင်းကအရင်ဝယ်ပေးဦး ငါတို့ကပဲပြုံးနဲ့ဓမင်းကျော်စားလို့ဖြစ်တယ်။ရွှေကစားတတ်တာမဟုတ်ဘူး။တတလုံးငါတို့တော့မသာတဲ့ကောင်ကဒင်းမို့ကြတဲသိနေ။နတ်မကျက်သားဝယ်ကြွတော့မှာမဟုတ်လား။အေးဒုက္ခနဲ့ကျမ်းသာတို့နှုတ်မှကျိန်ဆဲတန်တွေထွက်လာတာကိုမကြားချင်အောင်ဆောင်၍အိတ်ခမ်းထဲဝင်ခဲ့တော့သည်။ဒီနေ့ကတော့ပင်မန်းတာမှုဆောဆောအိတ်တာပဲကောင်းပါလေလေ။နောက်နေ့တော့စားစားရေအောင်မှပါပဲ။အကျွေးတင်နေအိတ်မပြောပဲဖြစ်နေအောင်မယ်။ နောက်နေ့ကိုဘလို့ကြိုးစိုးအောင်လဲမိရွှေစာရေခုတော့ငါအိပ်ပြီးဟာအာတော့ဘလို့တော့ဘာဖြစ်တာလဲသူမအခန်းရှိရာစီဝုန်းကနေပြေးဝင်တော့သူကရှေဆုံးကချမ်းသာရောဒုက္ခပါအိပ်ရှင်မှုလူဖြင့်ပြေးဝင်လာကြလေဤရှေဘာဖြစ်လို့လဲအေးမေးပြီကားကြီးရောက်သေးကြသွားတာ မိလီလက်ထတောက်လို့နေကြီးနေကြီး